အလုပ် interview ဒီစကလုံးကြားလိုက်တာနဲ့ရင်းနှီးတုံနေပြီဟုတ်ဒါပေမဲ့လည်းစိတ်မပူပါနဲ့ဒီနေ့မှအဲ့ဒီစိုးရင်စိတ်တွေကိုယုံကြည်မှုအဖြစ်ဘယ်လိုပြောင်းမလဲပြီးတော့ interview တိုင်းကိုအောင်အောင်မြင်မြင်ဖြည့်ဆွန်နိုင်ဖို့လိုအပ်တဲ့အထူးကအစ်စ်တွေကိုတခုချင်းစီပြောပြပေးတော့မှာပါဟုတ်တယ် interview တွေဆိုလာတကယ်ကိုစိတ်ဖြည့်ဆည်းမှုများစီနိုင်တာပေါ့နော်ဒါပေမဲ့အကောင်းဆုံးဖြည့်ရှင်နည်းကပါလဲဆိုတော့စနစ်တကျပြင်ဆင်ထားတဲ့ plan ကောင်းကောင်းတစ်ခုရှိနေဖို့ပါပဲ ကဲအဲ့ဒီ plan ကိုအခုပဲအတူတူစလိုက်ကြရအောင်လေပထမဆုံးအဆင့်ဒါကတော့ interview မတိုင်ခင်ရဲ့နေငယ်တော့ကတိကစလို့ရမှာပါဒါကအောင်မြင်ဖို့အတွက်အခိုင်အမာဆုံးအခြေခံကိုတိစောက်ပြမယ်အင်စာလုံးချင်းအပိုင်းပေါ့ဒီမှာကတော့ research လုပ်တာနဲ့လေ့ကျင့်လာကိုအဓိကထားပြီးလုပ်သွားမှာပါကဲပထမဆုံးအနေနဲ့ကုမ္ပဏီအကြောင်းကိုတည်တည်ချာချာလေးလေ့လာကြည့်ရအောင် ။သူတို့ဘာလုပ်ငန်းလုပ်လဲ။သူတို့ရဲ့တံပိုးထားမှုတွေကဘာတွေလဲပေါ့။ပြီးတော့ရှောက်ထားတဲ့အလုပ်ရဲ့အတဝန်တွေကိုလည်းတေချာနားလည်ချဖို့လိုတယ်။ဒါကဒီအလုပ်ကိုတကယ်စိတ်ဝင်စားချင်ပြနေတဲ့ပထမဆုံးခြေလှမ်းပဲလေ။ကုမ္ပဏီကြောင်းတီးပြီဆိုရတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီ။အဲ့ဒါကဘာလဲဆိုတော့အင်တာဗျူးမှာမေးလာနိုင်တဲ့မေးခွန်းတွေကအကောင်းဆုံးအဖြေတွေကိုချိုးတင်ပြင်ဆင်ထားလာပါပဲ။ဒီမှာကြည့်လိုက်ရင်ဒါတွေကအမေးအများဆုံးမေးခွန်းတွေတည်းကတချို့ပေါ့။ကိုကြောင်ပြောပြပါ ကနေအားသာချက်အားနည်းချက်အထိပဲအရေးကြီးဆုံးကဘာပဲဆိုတော့အလွတ်ကျက်ထားတဲ့အဖြေဒီမဟုတ်ပဲကိုပိုင်အတွေ့အကြုံနေနဲ့ရိုးရိုးသားသားဖြေဆိုနိုင်ဖို့ပြင်ဆင်ထားတာက အကောင်းဆုံးပါပဲဒါကလေတတော်ကောင်းတဲ့ဥမာတစ်ခုပဲရှင်းရှင်းလင်းလင်းနဲ့တိတိကျကျပဲတာဝန်တွေကိုတန်းစီပြီးပြောသွားတယ်ဆိုတော့လျှောက်ထားတဲ့အလွတ်ကဘာပဲဖြစ်နေပါစေအဓိကတာဝန်တွေကိုဒီလိုရှင်းလင်းပြသတဲ့စာချုပ်တစ်ကြောင်းနဲ့ဖော်ပြနိုင်အောင်စူးစမ်းကြည့်တင်ပါတယ်အဖြေတွေကိုစိတ်ထဲမှာပဲပြင်ဆင်ထားရုံနဲ့တော့မဖော်ဘူးနော် တကယ်တမ်းအတန်ထွက်ပြီးအနိုင်ဆုံးသုံးခေါက်လောက်တော့ပြောလိမ့်ချင်ကြပါအဲ့လိုလုံးမှာအင်တာဗျူးခါနဲ့ရောက်တဲ့အခါမှာစကလုံးတွေကချောချောမှုမှုထွက်လာမှလေဒါကဥနောက်နဲ့ပါဇက်အတွက်ကြိုတင်ပြီးတော့လိမ့်ချင်ကလုတ်ပေးလိုက်တယ်လို့ပါပဲကဲအသိပညာပိုင်းဆိုင်ရာပြင်ဆင်မှုတွေပြီးတော့ပြီဆိုတော့လေအခုအင်တာဗျူးနေ့မှာအကောင်းဆုံးပုံစံရဲ့တင်ဆက်နိုင်ဖို့အတွက်ပြင်ဆင်ရမယ့်အထင်ပြင်ဆင်ခြင်းဆိုတဲ့အပိုင်းကိုဆက်ပြီးထွားလိုက်ကြရအောင်တည်လား လူတယောက်ကိုပထမဆုံးတွေ့တဲ့စက္ကန့်ပိုင်းလေးအတင်းမှာပဲသူတို့ကကိုယ့်အပေါ်မှာအထင်မြင်တစ်ခုကိုတီးဆုံလိုက်တာတဲ့အဲ့ဒါကြောင့်မလို့လီ ဝစ်စားစီရင်မှုက professional ဆန်နေဖို့ဆိုတာဒီကေကိုအရေးကြီးပါတယ်ဒီတော့ဒီရိုးရှင်းတဲ့စီမင်းလေးကို လိုက်နာကြည့်လိုက်ပါတန်ရှင်းတဲ့ရက်တဲ့ပို့လို့ရှက်ဒါမှမဟုတ်ရှက်အင်ဂျီကတော့အမြဲတမ်း safety တဲ့ရွေးချယ်မှုပါပဲတီရှက်လိုမျိုးအရန်ပေါ့ပေါ့ပွားပွားထိနေတဲ့အဝတ်စားတွေကတော့ interview ရဲ့တရားဝင်ဆန်တဲ့သဘောကိုလေးစားမှုမရှိရရောက်သွားနိုင်လို့ရှောင်တာကောင်းဆောင်ပါပဲ အဝေးစားအပြင်ကိုလီတကွေတန်းရှင်းရေးကိုလည်း group site ဖို့လုံးဝမမေ့တင်ဘူးတရက်တိဆန်ပြင်းတန်းရှင်းတဲ့လက်သေးနောက်ပြီးကောင်းမွန်တဲ့ခံတွင်းရနံ့အဆရှိတဲ့ဒီလိုအသေးစိတ်အချက်လေးတွေက professional စတဲ့ပုံကြီးကိုပို့ပြီးတော့ပြပြဆောင်သွားစေမှာပါစနစ်တကျရှိတဲ့ဆလာကလေဖင်စမှုကောင်းချောင်းပြရတဲ့နောက်တနည်းပါပဲစာရွက်စာတန်းတွေကိုဟိုးရှားဒီရှားလို့နေရတာမျိုးကယုံကြည်မှုကိုရောကြစေနိုင်တာမို့လို့ လိုအပ်တာမှန်တမျှကိုဖိုဒါတစ်ခုထဲမှာချိုတင်ပြီးစုစည်းထားလိုက်တာကအကောင်းဆုံးပါပဲ CV Facebook နေမပုံတင်မီတူပြော့သက်ဆိုင်ရာ certificate တွေရှင်အားလုံးကိုဖိုဒါတစ်ခုထဲမှာအစင်းသိမ်းထိုက်ထားလိုက်ပါဒါဆိုရင် interview မှတကယ်ဆေးရေးထားပြီးအာရုံစိုက်နိုင်ပြီပေါ့ကဲပြင်ဆင်မှုတွေအားလုံးတော့ပြီးသွားပြီအခုကတော့အဲ့ဒီပြင်ဆင်မှုတွေကိုလက်တွေ့အသုံးချရမယ် interview နေ့အဲ့ဒီနေ့အတွက်အရေးကြီးဆုံးအချက်တွေကိုပြောပြမယ်အနောက်ဆုံးအပိုင်းကိုရောက်လာပါပြီ အင်တာဗျူးနေရာကိုလေ Google Maps နဲ့ကြိုတင်ပြီးတော့လေ့လာထားတဲ့တဲ့ပြီးတော့အင်တာဗျူးမဆော့ခင်တနားရီလောက်တော့စောပြီးရောက်အောင်သွားတာအကောင်းဆုံးပဲနောက်ကြတာကိုရှောင်ဖို့တခုတည်းတမဟုတ်ဘူးနော်စစ်ကူတင်းငင်အောင်အချင်းယူဖို့တော့လည်းပါတယ်လေ company တချို့ကအချင်းတိကျမှုကိုတကယ်ကိုအလေးထားတယ်ဆိုတာလည်းမမေ့နဲ့ပေါ့ပါရီတက်ကျွမ်းလဲဆိုတာကတပိုင်းဘလို့လူစားမျိုးလဲဆိုတာကနောက်တပိုင်းမှာဆိုတော့လေအရေးချင်းတဲ့အပြင်အပြုသဘောဆောင်လဲစိတ်နေသဘောထားနဲ့ယုံကြည်မှုရှိတဲ့သင်္ဆက်ပုံကအင်တာဗျူးအောင်မြင်ဖို့အတွက်တကယ်ကိုအရေးပါပါတယ် အမြဲတမ်းပြုံးရွှင်ပြီးလေးစားမှုရှိတဲ့အမှုရာကို ထန်တင်ထားပါပြောဆိုတဲ့အခါရှင်းလင်းပြသပြီးရင်ရင်ကျေကျေရှိပါစေဒါကအင်တာဗျူးတို့ကိုအင်းဒီလိုနဲ့တော့အလုပ်တွဲလုပ်ချင်စရာပဲလို့ခန်းစားသွားစေမယ်အဓိကအချက်ပါပဲအင်းတခါတလေကြရဲ့မျိုးခွန်းတစ်ခုကိုတေချာနားမလည်လိုက်တာမျိုးဖြစ်တတ်ပါပဲအဲ့ဒါကပြဿနာမဟုတ်ဘူးအဓိကကအဲ့ဒီအခြေအနေကိုဘလို့ကင်တွယ်မလဲဆိုတာပါပဲမရှင်းလင်းတာကိုပြန်မေးဖို့လုံးဝမကြောက်ပါနဲ့ ဒီလိုရိုးရှင်းပြည့်ညဲတဲ့စကားစုလေးကိုတုံးလိုက်တာကနားလည်အောင်ကြိုးစားနေတယ်။ဆက်ဆံရေးကောင်းမှုနဲ့လူတယောက်ဖြစ်တဲ့ဆိုတာကိုပြသတာရောက်ပါတယ်။ဒါအားနည်းချက်မဟုတ်ဘူးနော်။တကယ်ကိုအားသာချက်တစ်ခုပါ။ကဲဒီတော့ဒီအဆင့်ကြီးအားရုံကိုလိုက်နာပြီးကြိုးစားပြင်ဆင်လိုက်တာကတကယ်ပဲဘလော့ဒီအကျိုးတက်ရောက်မှုရှိနိုင်လဲ။အရေးကြီးဆုံးတော့ချက်ကိုကြည့်လိုက်ကြရအောင်။ယုံကျင်ယုံမယုံကျင်နေနော်။ဒီလိုစနစ်တကျကြိုးတင်ပြင်ဆင်မှုတစ်ခုတည်းကပဲအလို့ရဖို့အထက်90ရာခိုင်နှုန်းလောက်အောင်မြင်မှုကိုအမှတ်ခင်နိုင်တယ်လို့ဆိုပါရယ် တောင်းသဘောတောက်ထိုင်ဖို့လိုပါတယ်။ယုံကြည်မှုဆိုတာကံကောင်းလို့ရလာတာမျိုးမဟုတ်ပါဘူး။ဒါတက်လေသူရေတနာလို့တာ လေ့ကျင့်တာပြင်ဆင်လာဒီလိုအုံးမြစ်ကြီးပေါ်မှာတိဆောက်ထားတဲ့ခိုင်မာရဲ့အရာတစ်ခုပါ။အခုဆိုရင်တော့လေဖြစ်စမှုတွေကိုအကောင်းဆုံးစွန့်ဆောင်ရည်အဖြစ်ပြောင်းလဲနိုင်မဲ့ရှင်းလင်းတဲ့လမ်းပြမြေပုံတစ်ခုကိုရသွားပါပြီ။ဒီချက်တွေကိုလိုက်နာပြီးတော့နောက်လာမယ့်အင်တာဗျူးကိုယုံကြည်မှုအပြည့်နဲ့ရင်ဆိုင်လိုက်ပါ။အားလုံးပဲအဆင်ပြေကြပါစေ။